ကျော်ငလင်လောက်တာပေါ့နော်မြေကြီးလောက်တာရက်သွားပြီဆိုပေမဲ့ဘေးကနေရတွေကတော့မရက်သေးပေါ့ရှိပါသေးတယ်ခင်ဗျအဲ့တော့အဲ့တော့သတိထားဖို့လိုတာပေါ့နော်မပေါ်ဆစေချင်ပါဘူးခင်ဗျအားလုံးမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ဒီ channel ကနေပြီးတော့ပုံမှန်တင်နေကြဗီဒီယိုကိုခဏရက်နာထားပြီးတော့အဲ့ဒီစာသတင်းစကားလေးတစ်ခုပဲဝင်မြချင်ပါတယ်ခင်ဗျလက်ရှိချိန်မှာကျွန်မမြန်မာနိုင်ငံကတဘောဘေးကနေတွေကတခုဖြစ်တဲ့ငလင်တောင်ခံစားနေရပါတယ် ငလင်းနဲ့ဆွာတဲ့ငလင်းရဲ့နောက်ဆက်တွဲဆူကြိုးတွေပေါ့နော်အပြစီဆုံးရှုံးတွေလည်းများတယ်။နောက်လူသားတွေလည်းအသက်ဆုံးရှုံးတာထိခက်တဲ့ရင်ရတာလည်းအများကြီးရှိပါတယ်။အဲ့တော့လည်းတော်တော်လေးကိုစိတ်မကောင်းဖြစ်ရပါတယ်ခင်ဗျာ။ကျွန်တော်တဘောဘီကနေနဲ့ဒီလိုမျိုးရေဆိုင်ကြုံတွေရတဲ့အချိန်ကြမှာကျွန်တော်လူသားတွေကဘလော့တောင်တေးငယ်တယ်ဆိုတာပုံမူပြီးတော့တရားမိစေပါတယ်ခင်ဗျာ။ဒါမဲ့ကျွန်တော်လူသမိုင်းစတွေကနေပြီးတော့တဘောတရားနဲ့ကျွန်တော်လူသားတွေကရှင်ပြန်လာကြရတယ်။ကျွန်တော်အချိန်နဲ့အချိန်နဲ့ကျွန်တော်လူသားတွေကအတူတူတယောက်နဲ့တယောက်ဖေးမကူညီရင်းနဲ့ကျွန်တော် အမျိုးမျိုးပေါ့နော်ဒီရှင်သန်မှုတော့စူးစမ်းရင်းနေပဲတရှိချင်းนี่ကျွန်တော်တရှိနေကြတော့ပေါ့ခင်ဗျဘလောက်ပဲခက်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 ဘလို့အချိန်နေမျိုးပဲကျွန်တော်ကျွန်တော်ရတဲ့နီးနေပေါ့နော်ကျွန်လူသားတွေကစူးစမ်းခဲ့ကြပါတယ်အဲ့တော့ဘာမှအားမငယ်ပဲနဲ့လက်ရှိချိန်မှာလဲကျွန်တော်တတ်နိုင်တဲ့နီးနေပေါ့နော်ပထမဆုံးကိုကကိုနောက်တစ်ဆင့်ကကြတော့ကိုဘေးနားမှာရှိတဲ့ကလေးတငယ်တွေတကြီးရောတွေတခြားသူတွေပေါ့နော်တော်တော်တောင်နဲ့ကျွန်တော်ကူညီကြတာပေါ့နော်အခုလက်ရှိချိန်นี่ကျွန်တော်တို့လုပ်ခဲ့တဲ့အတိုင်းပဲပေါ့နော်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်ဒီ ဗီဒီယိုအရှိတော့ကျွန်တော်မပြောတော့ဘူးနော်ဘာဖြစ်လဲဆိုတော့လက်ရှိချိန်ကကျွန်တော်မိနစ်တိုင်းမိနစ်တိုင်းစက္ကန့်တိုင်းစက္ကန့်တိုင်းကကျွန်တော်အရေးကြီးနေတဲ့အချိန်ဖြစ်လို့ပါအဲ့တော့အတူချုပ်လေးပေါ့နော်လက်ရှိချိန်မှာသိရှိထားတဲ့အရာလေးပဲပေါ့နော်အဲ့တော့အစဆိုရင်နယ်လီတာနဲ့ပတ်သက်လို့ဘယ်လိုပြင်ဆင်ရမလဲနောက်တစ်ခါဘာတွေလုပ်ရမလဲဆိုတော့တော်တော်များများလဲအရင်တော့ကလေဝင်မှတ်ထားရရှိတဲ့ပြန်ရှာကြည့်လို့လည်းရတဲ့ကြောင့်ကျွန်တော်အတူချုပ်လေးပဲပြောတော့မှာပေါ့နော်တရားစရာလေးတစ်ခုရှိလို့ပါအဲ့ဒါဘာလဲဆိုတော့နယ်လီတာနဲ့ပတ်သက်လို့လက်ရှိချိန်မှာ ချို့တွေကဆိုရှယ်မီဒီယာတစ်ဆင့်သတင်းကိုရယူကြတာပေါ့နော်အဲ့ဒီချိန်မှာအတက်နိုင်ဆုံးကိုဘက်ကသတိထားမှာပါလဲဆိုသတင်းအမှားတွေကိုကိုယ်တိုင်မဖြန့်မိဖို့ရယ်နောက်တစ်ခါမှန်ကန်တဲ့အသိဉာဏ်ရှိနေဖို့ပါအဲ့ဒီရတစ်ခွအရေးကြီးတယ်ပါလဲဆိုတော့အခုနောက်ပါမှအမြင်ရတာငလင်းနဲ့ခါပြီဆိုတော့ချင်းငါတို့ကြိုပြီးတော့သတိပေးတာပဲနောက်ငလင်းဆိုတာဘလူးမျိုးပေါ့နော်အမျိုးမျိုးပြောကြတာပေါ့နော်တကယ်တကယ်အရာနဲ့ပတ်သက်ပြီးတော့အမှတ်မှားနေရအရေးကြီးလို့ပါငလင်းဆိုတာကျွန်တော်ကြိုပြီးတော့မသိပါဘူးဘလုံးမကြိုမသိပါဘူး လက်ရှိအချိန်နီးပညာရအာမခန္ဓာနဲ့နီးပညာမရှိသေးဘူး။ဒါပေမဲ့အဲ့ဒီစကားလုံးကပြည့်ပြတ်သားသားကြီးပြောလိုက်မယ်ဆိုလို့ရှိရင်အထင်လွဲကြလည်းရှိအောင်နည်းနည်းလေးပြန်ရှင်းပြအောင်ခင်ဗျာ။ဘာလို့လဲဆိုတော့ငလင်းဆိုတာကျော်အထက်ကမြေရောက်ထဲမှာဖြစ်တာပါ။အဲ့တော့မြေရောက်ထဲမှာဖြစ်တဲ့ကြောင့်သိပ္ပံပညာရှင်တွေကအဲ့ဒါကိုနီးမျိုးမျိုးနဲ့ကြိုးပြီးတော့သိရှိဖို့စူးစမ်းကြတယ်။အဲ့တော့လက်ရှိနီးပညာရဆိုလို့ရှိရင်တော့လုံးဝကြိုးပြီးတော့မသိတာလားဆိုတော့အဲ့လိုတော့မဟုတ်ပါဘူး။ကြိုးပြီးတော့သိတယ်။ဟုတ်ပြီ။ဘယ်လောက်ကြိုးပြီးတော့သိလဲဆိုတော့အလုံးစုံစက္ကန့်ပိုင်းမှာပဲ။ နည်းနည်းလေးကြိုပြီးတော့တိမယ်ဆိုရင်တခါကျရင်မိနစ်10မိနစ်လောက်ရှိတာပေါ့နော်။အဲ့ကြိုပြီးတော့တိပါလား။အဲ့ချက်ပို့ပြီးတော့မတိရောလက်ရှိနီးပညာရဒါတော့မှကျွန်နီးပညာမြင်တဲ့အဲ့အတွက်ကိုသူတို့တနားတော့ short လုပ်နေတယ်ဥမာဂျပန်တို့နောက်တစ်ခါကျွန်ထိုင်ဝမ်တို့နောက်မက္ကဆီကိုတို့အဲ့လိုမျိုးငလင်ခက်မြန်မာလှုပ်တဲ့နိုင်ငံတွေပေါ့နော်။အဲ့လိုနိုင်ငံတွေဆိုလို့ရှိရင်တော့အဲ့နဲ့ပတ်သက်လို့ငွေကုန်ကြေးကျခံပညာရှင်တွေကနှစ်ပေါင်းများစွာပေါ့နော်။စူးစမ်းလာကြတယ်သူတို့တနားလုပ်တယ်။အဲ့လောက်ထိပဲတိရသေးတယ်။အဲ့ချက်ပို့ပြီးတော့ဘယ်သူမှမလင်ကိုဘယ်ချင်းမှလှုပ်မယ်ဘယ်နေရာမှလှုပ်မယ်ဆိုတာခံမှန်းလို့မရပါဘူး။နောက်တစ်ခုကတော့ဘာလဲဆိုတော့ကျွန်တော် ိပ္ပံပညာရှင်အရင်တုန်းကရှိတဲ့ဒီတမိုင်းတွေပြန်ကြည့်ပြီးတော့နော် data အချက်အလက်နဲ့ကြည့်တယ်ဟာဟုတ်ပြီလွန်ခဲ့တဲ့နှစ်20တုန်းကတော့ဘယ်နေရာမှာလှုပ်ခဲ့တယ်ဘယ်နှစ်နှစ်မှာတချင်လှုပ်တတ်တယ်အဲ့တော့ဒီနှစ်ပိုင်းမှာဆိုလို့ရှင်တော့လှုပ်နိုင်တယ်အဲ့လောက်ထိရတော့ခံမှန်းလို့ရပါတယ်ဒါပေမဲ့အဲ့ဒါလည်းမတိကြပါဘူးအဲ့အတိကြကြီးဒီနေရာမှာဒီအချိန်မှာငလင်လှုပ်မယ်ဆိုတော့ဘယ်သူမှမပြောနိုင်သေးဘူးလက်ရှိချိန်တည်းအဲ့တို့ကြောင့်ဟာငလင်ကတော့ဘယ်နေရာမှာလှုပ်မယ်ဘယ်လိုဖြစ်မယ်ဆိုတာပြောတာဆိုတော့ဒီတကယ်တကယ်ကတော့တိုက်ဆိုင်တာတခုတည်းမပို့ပါဘူးတကယ်လို့မှန်သွားတယ်ဆိုလို့ရှင်တော့မှဘယ်သူမှမတိသေးဘူး အဲ့ဒါလက်ခံတာဘို့လို့ပါဟုတ်ပြီနောက်တစ်ခုကကြာတော့ကျွန်တော်အထင်လွင်းနေတဲ့အပိုင်းလေးတချို့ပါလဲဆိုတော့တချို့တရားကြာအတရိတ်ဆန်နေကြိုးပြီးတော့တည်တယ်ဆိုပြီးပြောကြတာရှိပါတယ်အဲကျွန်တော်ခွေးတွေဆိုလို့ရှိရင်မူမမှန်တာပို့ပြီးတော့ဟောင်းလာတာတော့နောက်ငှက်တွေဆိုလို့ရှိရင်အဝေးရနေပြန်လာတော့အမျိုးမျိုးပေါ့နော်အဲ့တော့သိပညာရှင်နဲ့အဲ့ဒါကိုတော့ရှောက်လေးလာပါတယ်ဟုတ်ပြီတရိတ်ဆန်နေကြိုးပြီးတော့တည်လာဆိုတော့တကယ်တကယ်တရိတ်ဆန်နေလဲကျွန်တော်သိပ္ပံနေကြာကြည့်မှဆိုလို့ရှိရင်ကြိုးပြီးတော့မတည်ပါဘူးလေဒါပေမဲ့ လူသားနဲ့ရှင်မယ်ဆိုလို့ရှင်တော့နည်းနည်းလေးကြိုပြီးတော့သိနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ငလင်လောက်တာအကျန်းအဖြစ်လောက်တဲ့ပုံစံပေါ့နော်တော့ wave ကနှစ်မျိုးရှိရတယ် p wave ဆီနောက်တစ်ခါ s wave ဆီပေါ့နော်တော့ p ဆိုတာ primary ပေါ့နော် s ဆိုတာ secondary ပေါ့နော် primary အရင်လောက်ပါလားတော့ကြီးပါတယ်ပြင်းပါတယ်ဒါမဲ့အချိန်တိုးပါတယ်အဲ့တော့အပြည့်အစည်းကနည်းပါလားနော် s wave ဆိုလို့ရှိရင်နောက်ပိုင်းဒီ secondary ပေါ့နော်အဲ့ဒီကောင်ကကြတော့ဖြည်းဖြည်းချင်းလောက်တယ်အဲ့လောက်ကြီးခုန primary လောက်မပြင်းဘူးဒါမဲ့အပြည့်အစည်းတအားများပါတယ် တော့ပြီးရအရင်လှုပ်တဲ့အတွက်ကြောင့်တလိဆန်တွေကလူသားတွေမခံစားမိတဲ့အရာပေါ့နော်ပထမဆုံးငလင်းအကြီးတစ်ခုလှုပ်ပြီဆိုလို့ရှိရင်တို့ကကြိုပြီးတော့သိနိုင်တယ်တို့ကကြိုပြီးတော့ခံစားနိုင်တယ်အဲ့ဒါတော့ဖြစ်သွားပါတယ်အအဲ့လောက်ထိပဲတို့လည်းကြိုမသိဘူးနော်ဟုတ်ပြီခုနကပါနည်းနည်းဆက်ပြောရမယ်ဆိုလို့ရှိရင်ဟုတ်ပြီလုံးဝတော့ကြိုမသိဘူးဒါပေမဲ့ငလင်းတိုင်းနဲ့ဆက်တရားပထမဆုံးက P wave ပေါ့နော်ဟုတ်ပြီဟုတ်ပြီ primary လှုပ်ပြီဆိုလို့လို့ရှိရင်အဲ့ဒါကိုတကယ်ကောင်းစားစင်စာတွေနဲ့ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာကြိုပြီးတော့သိလိုက်ပါတယ်ဟုတ်ပြီနောက်ထပ်ငလင်းလာတော့မှဆိုတာသိပြီ ဲ့တော့တမနစ်လောက်အချိန်ရတယ်ဗောနော်အဲ့ဒါဒါကြီးပါလေဟုတ်တမနစ်လောက်ကဘာမှလုံးလုံးမရဘူးတချို့ကထင်ထင်ပေါ့တမနစ်ကတကယ်တကယ်ကအသက်ပေါင်းများစွာကိုကဲ့တင်လို့ရပါတယ်ဟုတ်လို့ဆိုကျွန်တမနစ်လောက်ကြိုသိပြီဆိုလို့လို့ရှိရင်ကျွန်ဒါခင်မီဒီယာနိုင်ငံတွေမှာတော့ငလျင်အတွက်ကြိုတင်ပြဿနာနိုင်ငံတွေမှာဆိုလို့ရှိရင်ဥမာကျွန်ဒီ mobile phone တွေဗောနော် message တွေဝင်တာရှိတယ်နောက်တချို့ application တွေ software တွေကိုအလန်းနေလာမိတာရှိတယ်အဲ့ဒါမျိုးတွေကြောင့်ကျွန်အရေးကြီးတဲ့ဆိုင်ရန်နေရာကြီးတွေဆိုလို့လို့ရှိရင်ဥမာ ဒါဘီဆဲကိုနျူကလ িয়ার ဆာဘီဒါဘီဆဲကိုလောက်ဟာမျိုးပေါ့နော်အမအလိုလျောက်ပိတ်လိုက်တာတော့နောက်တော့လူသားတွေကပိတ်တာနောက်တော့ဓာတ်လိကားတယ်ဆိုလို့ရှင်ကျောက်ဒီကျောက်တစ်ရက်မှာရက်သွားတာတော့အဲ့ဒါတွေကတကယ်ခင်မီဒီယာနိုင်ငံတွေမှာဆိုလို့ကျွန်တော်ပြင်ဆင်ထားရရှိအဲ့တော့စက္ကမိုင်းဆိုပေမဲ့လည်းကျောအရေးကြီးတဲ့ဆိုင်ရန်တရားတွေကိုရက်တက်နိုင်တဲ့အတွက်ကြောင့်လူအသေးပြောက်တွေနော်ပျက်စီးဆုံးရှုံးမှုတွေမလို့အထက်အန္တရာယ်တွေပေါ့နော်အန္တရာယ်တချို့ပေါ့နော်ကျောကက်တင်လိုက်နိုင်တယ်ကာကွယ်လိုက်နိုင်တယ်အဲ့လောက်ပါပဲလက်ရှိချိန်ကအဲ့ထက်ပိုပြီးတော့လက်ရှိချိန်မှာမလုံနိုင်ဘူးအဲ့အတွက်ကြောင့်ကျော များသောအားဖြင့်ငလင်လုပ်ပြီဆိုလို့လို့ရှိရင်ဒါလူတွေကအဲ့ချိန်မှာကြောက်လန့်နေပြီဘလောက်ပဲပြင်စင်တာပြောဘလောက်ပဲတင်းနေတယ်ပြောပြောတကယ်အဲ့လိုမျိုးကြောက်ရရရင်ဆိုင်တွေ့ရတဲ့အချိန်မှာတော့တင်းတင်းကျပ်ကျပ်နဲ့ရင်ဆိုင်ဖို့ဆိုတော့တော်တော်လေးကိုခတ်ပါတာဘာဖြစ်လို့ဆိုတော့မမတ်ရအောင်နော်ဒါတော့ကျွန်တော်အကြောင်းဆိုမယ်2017တုန်းကဂျပန်နိုင်ငံမှာတကယ်အကြီးလှုပ်ပါတယ်အဲမဂနီကျူးဆိုလို့ရှိရင်မျော်ယွင်းကလက်ရှိလှုပ်တော့9.9ပေါ့နော်အဲဂျပန်မှာလှုပ်တော့နံပါတ်9ပေါ့နော်ဖူကူရှိမားဒါဘေးဆုံတွေပေါ့နျူကလ িয়ার ဒါဘေးဆုံတွေပေါ့တော့အဆောက် တည်ဟမ်းမှုဖြစ်သွားအောင်နော်အဲ့အချိန်မှာကျွန်တော်ဆိုလို့ရှိရင်ဒါအလုပ်မှာလည်းစနစ်တကျလေ့ကျင့်လာဘူးတယ်ငလင်းနဲ့ပတ်သက်လို့လာပြီဆိုရင်မလုပ်မလဲနောက်တစ်ခါစာတွေမှာဆိုလို့လို့ရှိရင်လည်းဖတ်ထားပြီးတော့အဲ့လက်မှတ်ထိုးရသိရှိပါတယ်ပေါ့နော်အဲ့ဒါလှုပ်ထားတဲ့လူတယောက်တော့မှတကယ်တကယ်ငလင်းလောက်တဲ့အချိန်မှာကျွန်တော်ထွက်ပြေးပါတယ်ထွက်ပြေးပြီးတော့ကျွန်တော်အိတ်ထဲမှာဘောမြင့်ထဲမှာကျွန်တော်ဖုန်းထည့်ပြီးတော့ထွက်ပြေးအောင်ဘာမှမပါဘူးဘယ်နဲ့တေချာမစီတော့အဲ့တော့နောက်မှပြန်တက်လာအောင်နော်အဲ့အချိန်မှာပြန်ကြည့်လိုက်တဲ့အချိန်မှာဘယ်လိုပြောကျွန်တော်အမားတွေအများကြီးပါပဲနောက်ငလင်းအဲ့လိုမျိုးလောက်တဲ့အချိန်မှာ ထွက်မပြေးရပါဘူးလေအရန်ရန်မဟုတ်အိန္ဒိယနေပြီးတော့နောက်တစ်ခါကျွန်တော်ဖနက်တွေပါလေဆိုတော့စီးွားရတာပေါ့နော်နောက်ကဒီဒက်လီဒီမီဂျိုးတွေပါလေအောက်ကိုမသွားရအောင်အဲ့ဒါမျိုးတွေပေါ့နော်ကျွန်တော်လုံးမိကဲတဲ့မြအားလုံးအမားတွေပါပဲနောက်တစ်ခါတကယ်တကယ်ကျွန်တော်အိမ်ထဲမှာဖုန်းထည့်သွားတော့တင်တာတကယ်တကယ်ဖုန်းမဟုတ်ပါဘူးကျွန်တော်ထည့်သွားတာ TV remote control ပါအဲ့ဒါမျိုးပေါ့နော်အဲ့တော့များသောအားဖြင့်ဘလောက်ပဲတူတူချာငလီနဲ့ပတ်သက်လို့ဘာလဲအောင်မပြောပြတကယ်ဖြစ်လာတဲ့အချိန်မှာလူကပြရခတ်သွားတတ်ပါလားအဲ့တော့အဲ့ဒါမျိုးတွေပေါ့နော် တည်တည်ငြိမ်ငြိမ်နေပါပြီးလို့လို့ရှိရင်ဘာလို့ပါညာလို့ပါဆိုတော့စနစ်တကျရှိတယ်ဆိုပေမဲ့လည်းတကယ်လက်တွေ့အချိန်မှာအခက်ခဲတဲ့အများကြီးရှိပါတော့ဒါတော့ကိုချင်းစားပါတော့မလွယ်ဘူးပေါ့နော်ဒါပေမဲ့ဒီငလေးနှံပြီးသွားတဲ့အချိန်မှာတော့ကြုံတွေ့ရမယ့်အရာတွေပေါ့နော်အဲ့ဒါတွေဆိုလို့ရှိရင်တော့ဖြည့်ရှင်းတဲ့နေရာမှာတည်တည်ငြိမ်နဲ့ဖြည့်ရှင်းနေမှာမှာဘာမလို့ရအောင်ဘာလို့ရအောင်ပဲပေါ့နော်ဥမာဖဏမပါပဲချောက်တော့မျိုးမဟုတ်တော့ဘူးနောက်တစ်ခါအဆောက်အဦပြတ်နေတဲ့နေရာတွေဆိုလို့ရှိရင်အာလူကယ်ချင်တဲ့စိတ်နဲ့ပေါ့နော်အလိုတကူဝင်လက်တာမျိုးမဟုတ်တော့ဘူး မလုတ်တဲ့အရာတွေပေါ့နော်ကျွန်ပထမငလင်းစပြီးလှုပ်တဲ့အချိန်မှာလုတ်တဲ့အရာတွေသိရှိရမယ်ဆိုလို့ရှိရင်အတက်နိုင်ဆုံးအဲ့ဒါကိုလုတ်ဆောင်နိုင်တော့အကောင်းဆုံးပဲပေါ့နော်ဥပမာကျွန်ကားတွေပါတယ်မောင်းနေဆိုလို့ရှိရင်လည်းဒါအနည်းဆုံးတော့တိပြီဆိုလို့ရှိရင်လမ်းဘေးကိုထိုးရက်လိုက်တာမျိုးပေါ့နော်နောက်ကကိုလူကြီးမိဘတွေကိုဆိုလို့ရှိရင်လည်းအရေးကြောင်းလိုရလာမယ်ဆိုလို့ရှိရင်ကျွန်အရေးကြီးတာကြောတခုပေါ့နော်လူကယ်ဖို့လာမယ်နောက်တစ်ခါကယ်ဆေးတွေပါလာမယ်ဆိုလို့ရှိရင်တို့ကရေတို့အစားအစာတို့ယူဆောင်လာမှာပဲနောက်ဆိုအဝတ်အစားတွေပါတယ်အစားနောက်နေစရာအစားပေါ့နော်ဒါပေမဲ့တို့မပေးနိုင်တာပါလဲဆိုတော့အလွယ်တကူမပါလိုက်တာ ကိုယ့်ရဲ့နေစဉ်ပေါ့နော်အရေးကြီးတဲ့စီးတွေရှိပါတယ်လူကြီးတွေတော့ပေါ့နော်တောက်တဲ့စီးတွေနောက်တချို့ဆိုလို့ရှိရင်စေးနဲ့အသက်ဆက်နေရတယ်နောက်ကိုယ့်ရှိတဲ့ယောဂါဒီစေးနဲ့ပဲထိန်းတာအဲ့လိုဆိုလို့ရှိရင်စေးဝါးတွေပါတယ်ပေါ့နော်အဲ့ဒါအရေးကြီးတာပါနောက်ပထမဆုံးစစ်စစ်စီရမှာကိုယ့်ကကိုယ်ပါကိုယ်တီးခဲ့တဲ့အရာနေလားကိုယ့်အခြေအနေကဘယ်လိုရှိလဲပြီးလို့လို့ရှိရင်ကိုယ့်ဘေးဘက်ဝင်ခြင်းမှာအဲ့တော့ကိုအစဉ်ပြေမှသာကိုလက်ရှိချိန်မှာကျမ်းမာနေမှသာကိုဘေးဘက်ဝင်ခြင်းကိုကုညီလို့ရမှာပေါ့နော်အဲ့တော့စင်ခြင်းနောက်ဒီလိုကြွညာတာပေါ့နော်လက်ရှိချိန်မှာတော့ တော့ social media ပဲအားကိုးအားကိုးနေရမှာပေါ့နော်တချို့ဆိုလို့ရှင်တော့ radio အတန်လွှင့်တာလေနော် TV အတန်လွှင့်တာလေမြန်မာပြည်မှာလက်ရှိချိန်မှာပေါ့နော် blog ထိလုံးနိုင်လဲဆိုတော့ကျွန်တော်အတိအကျတော့ပြောလို့မရအောင်အဲ့တော့ social media ကိုအားကိုးပြီးတော့သတင်းတွေကြည့်တဲ့အချိန်မှာအရေးကြီးတာဘာလဲဆိုတော့တော်တော်များများသုံးရတဲ့လူတွေကကောလာဟလာမလွှင့်မိဘူးပါကိုကတော့ကြည်ရတာမဟုတ်ဘူးဒါမှမဟုတ်တခါကျရင်သတင်းအမှားတွေလွှင့်မိလိုက်တယ်ပေါ့နော်အဲ့တော့တကယ် ဒုက္ခတွေကိုကြုံဆုံခံစားနေရတဲ့သူတွေကပို့ပြီးတော့ဒုက္ခရောက်သွားနိုင်တယ်အဲ့တော့အဲ့ဒါတော့ကျွန်တော်နောက်တစ်ခေါက်ထပ်ပြောခြင်းပါတယ်အကောလာလာတွေမလွင့်မိဖို့ပေါ့နော်အဲ့တော့ကိုထဆင့်ဖြန့်ဝေတဲ့သတင်းတွေကမှမာယူမို့ပေါ့နော်အဲ့ဒါကြီးအရေးကြီးပါတယ်အဲ့တော့ ကျွန်တော်တတိအရှိတော့မပြောတော့ဘူးနော်ဒီငလင်းနဲ့ပတ်သက်လာမယ်ဆိုလို့ရှိရင်တော့တကယ်ကိုကလေးဘွားတွေကနေစပြီးတော့လူကြီးတွေအထိပေါ့နော်တိတိကျကျဘူသူရလည်းသိရှိတာတင်တယ်။နောက်ဘယ်နေရာမှာမဆိုဘယ်ချိန်မှာမဆိုပုံစံမျိုးနဲ့ကြုံတွေ့ရနိုင်တယ်။အခုလက်ရှိလုံနိုင်တာတော့ဗာလဲဆိုတော့တယောက်နဲ့တယောက်နဲ့ကျွန်တော်ကူညီကြရမယ်ဖိမကြရမယ်နောက်တစ်ခါဘာမှအားမငယ်ပဲနဲ့ကျွန်တော်ရှင်သန်မှုပေါ့နော်စူးစမ်းကြရမယ်။အဆုံးသတ်အနေနဲ့ကတော့ကျွန်တော် အာရင်တော့လည်းပြောဘူးတဲ့ဆောက်တော့ပဲပေါ့နော်ကျွန်တော် LSC နဗနီရေးတဲ့ဆောက်ထဲမှာဘာပါလဲဆိုရုရှားလူမျိုးတွေရတဲ့ဘာမှမဟုတ်ဘဲနဲ့သူတို့ကိုသူတို့အထင်ကြီးနေတယ်တဲ့မာနတွေကြီးနေတယ်ဘာဖြစ်လို့လဲဆိုရုရှားဆိုတာရာသီဥတုအမတန်မှကြမ်းတယ်အခက်အခဲတွေအများကြီးရှိတယ်နိုင်ငံရဲ့တဘာဝဘေးရနေရအစားပေါ့နော်အဲ့တော့အဲ့လိုနိုင်ငံမှာရှင်သန်ရတဲ့သူတယောက်တော့ကရုရှားလူမျိုးကအသက်ရှင်နေတာပေါ့သူတို့ကဂုံယူနေတာတဲ့ဘာမှသာမဟုတ်တာအဲ့တော့ရည်စံမဟုတ်ဘူးဆိုပေမဲ့လက်ရှိချိန်မှာပေါ့နော်ကျွန်တော်မြန်မာနိုင်ငံကလည်းအခြေအနေကြီးနေပေါ့နော်အဲအရွယ်ရောက်တဲ့လူတယောက်ဆိုလို့ရှိရင် တဘောဘီယန်နေရောနော်မွန်နိုင်ဘီယန်နေရောနော်နောက်တစ်ခါကျွန်တော်ကိုဗစ်ဆိုလည်းအဲ့လိုပဲပေါ့နော်အဲတကယ်ကဘာကတ်ယောဂါအဲ့ထိကိုလည်းကျွန်တော်ကြော်ဖြတ်လာနေတယ်နောက်တစ်ခါတဘောဘီယန်နေပုံပေါ်နေလူသားတွေလောက်တဲ့ပရိပခါတွေပေါ့နော်နော်စစ်ပွဲတွေဘီယန်နေမျိုးစုံရင်ဆိုင်နေရဒါပေမဲ့ကျွန်တော်အရှုံးပေးပဲနဲ့အသက်ရှင်ဖို့အတွက်ကြိုးစားကြရမယ်တော့အနာဂတ်မှာနောက်တစ်ချိန်ကျောက်လို့လို့ရှိရင်ကျွန်တော်နိုင်ငံပြန်လဲဒီဆော့တဲ့ချိန်မှာကျွန်တော်အားလုံးရင်အားလိုပါတယ်အဲ့ချိန်ကျောက်လို့လို့ရှိရင်လက်ရှိချိန်မှာကျွန်တော်ဂျုံနေတဲ့အရာတွေကိုပြန်ပြီးတော့ပေါ့နော်အရှင်တော့ဘယ်လိုမျိုးဂျုံနေတာ ဟာတာတခုမဟုတ်ဘူးဆိုပေမဲ့လည်းကျွန်တော်ပို့ပါနေပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ဘယ်လိုရင်ဆိုင်ခဲ့တယ်နော်ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုတခြားသူတွေကိုဂုဏ်ယူစွာပြန်ပြောပြနိုင်တဲ့အချိန်တွေရောက်အောင်ပေါ့နော်တယောက်ချင်းစီကိုအာတင်းထားပြီးတော့ကြော်ဖြတ်စေခြင်းပါခင်ဗျအဲ့လိုလုံးနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါခင်ဗျအဲ့တော့ဒီငလင်းနယ်နဲ့ပတ်သက်လို့တဘော့ပြင်းနယ်ပတ်သက်လို့ကျွန်တော်အများကြီးမတတ်နိုင်ဆိုပေမဲ့ကျွန်တော်တတ်နိုင်တဲ့ဘက်ကကုညီကိုဆုံးဖြတ်ထားပါခင်ဗျအားလုံးကျေးဇူးတင်ပါခင်ဗျ